အခုထရက်ကကျမရဲ့အသိပညာလေးတစ်ခုပေါ့နော်ဒါအိမ်တွင်းကုလို့ရတဲ့စင်းမီတို့လေးတခုပြောပြအောင်မယ်။ဘာလဲဆိုတော့ရေကြောက်။ရေကြောက်ပေါ့နော်။ရေကြောက်ပေါ့ဗျာ။ရေကြောက်ကဒါခလီရောလူကြီးရောဒါပောက်တာပေါ့နော်။ဒါတော်တော်ဆိုးတယ်လို့ပြောရမယ်နော်။အရန်အလှဖြတ်တယ်။လူကြီးမှပောက်ပြီဆိုလို့ရှင်လဲ။သွားရောပဲဒါအဒီအမယူကြီးတွေကနော်မျက်နှာ တပြင်းလုံးခနာကိုရီမှာပါကြံခဲ့တာပေါ့နော်ဒီတော့ဒီလိုအမရွတ်တွေကြံနေရဲဆိုလို့ရှင်ပြီးရေချောက်ပေါ်မှာကြောက်တယ်ဆိုလို့ရှင်တော့ဒီလိုမျိုးနီလန်းလေးကြိုတင်ပြီးတိထားရဲဆိုကောက်ွယ်လို့ရတာပေါ့နော်နောက်ဟိုကလေးဘွားမှာရေချောက်ပေါက်ထားတဲ့သူတွေနေတဲ့လူကြီးဖြစ်လာတဲ့အခါမှာစိုးရိမ်စရာမလိုတော့တစ်ခါပဲပေါက်တာလေနော်ရေချောက်ကဟုတ်တယ်ကိုကကိုတော်ပြန်တွေးမိတယ်တကယ်ပြောမှာပေါက်ဘူးလားပေါက်ဆေးထိုးရတယ်လေဆေးထိုးရတယ်အော်လက်မောင်းအကွင်းလေးလားဟုတ်တယ်ဟုတ်တယ်ပေါက်တော့ပေါက်တော့သိသေးရှိရဲ့ဟုတ်တယ်အဲတငယ်ချင်းတယောက်ကိုမြင်မှုသေးရဲ့ပေါ့နော်အဲ့တငယ်ချင်းတယောက်ကသူကကြီးမပေါက်တာတိလားသူကာကွယ်ဆေးမထိုးဘူးလားမသိဘူးပေါ့နော် ့အာအများကြီးပဲအဲ့လိုပေါက်လဲပေါက်ကိုအမာရိုးတွေတော်တော်ကျန်တယ်ခရုံးမှတုံးမိလိုက်ရတယ်ဒီဟုတ်ကဲ့ခရုံးမှတုံးမိရတယ်ပေါ့နော်ဒီတော့ဒါရေချောက်ပေါက်ပြီးဆိုလို့ရှိရင်ရေချောက် ပေါက်တဲ့အခါမှာအမအယုအချိုင်နေပေါ်ကျန်နေတတ်တယ်တဲ့ဒီတော့ရေချောက်ပေါက်ပြီဆိုရေချိုးတဲ့အခါမှာတဲ့ဒါရေနွေးနွေးလေးတဲ့ဟိုပေါ့နော်မုတ်ဖုတ်စော်ဒါဇွန်းကြီးနှစ်စွန်းလောက်ထည့်ပြီးတော့ချိုးတဲ့ရေချောက်ပေါက်ပြီဆိုရှားတယ်လေးလေးလာအဲ့တော့ရှားရခန်းခတ်တယ်အဲ့ရေကြီးဘူးတွေနဲ့ဘလို့ကုတ်လို့ကုတ်ရအောင်ကုတ်ရင်သူကအမအယုကျန်တာလုံးဝကုတ်လို့မရအောင်ကုတ်လို့လည်းမရအောင်အရန်ခန်းစားခတ်တာပေါ့နော်ဒီတော့ရေချိုးတဲ့အခါမှာရေနွေးနွေးထဲမှာဒီမုတ်ဖုတ်စော်ဒါဇွန်းကြီးနှစ်စွန်းထည့်ပြီးတော့ရေချိုးပေးလို့ရတယ်ဒါဆိုရဟန်နာသက်တာနောက်တစ်ခါကျတော့ဒါကွေကာအုပ်ပေါ့နော်ကွေကာအုပ်ဆိုတာဒါဖြော်သောက်တဲ့ကွေကာအုပ်မဟုတ်ဘူးနော်ဖြော်သောက်တဲ့ကွေကာအုပ်ကနှုတ်ရည်တကြားရေးပါတယ်ဒါအရ ရင်တော့ကလာခေတ်ပြပြမှာပြောပြောဘူးတဲ့ကိုးကောင်းအကျန်းပေါ့နော်အဲ့လိုအလွတ်အကျန်းပေါ့နော်ဒါမျိုးတွေလဲဒါစီတီမတ်မှာဝယ်လို့တော့ရတယ်ပူကြီးဆိုတော်တော်ရတယ်ဒါမျိုးလေးဝယ်ဝယ်ပြီးရခါမှာဆိုလို့ရှိရင်ဒါရေထဲမှာထည့်ပြီးရေချိုးပေးလို့ရတယ်ရဟန်နာကိုလည်းသူကတက်တာစီရဲတဲ့ပြီးတဲ့ခါမှာဆိုလို့ရှိရင်လဲဒါလိုရှင်းလေးတွေလည်းထုတ်တာရှိရဲပေါ့နော်ဒီလိုမျိုးကိုးကောင်းနဲ့လုပ်ထားတဲ့လိုရှင်းလေးတွေလည်းရမယ်ဆိုလို့ရှိရင်ဒါလိုရှင်းလူးပေးလို့ရတယ်အမရွေးချန်တာကြီးလည်းတက်တာစီရဲနောက်တစ်ခုကကျတော့တမရွက်တမရွက်ကကျတော့ပိုးသေးပါတယ်တမရွက်ပြုတ်ရည်လေးနဲ့ဒါရေချိုးပေးလို့ရတဲ့ ချိုးပြီးတဲ့ခါမှာဆိုရင်အနာလေးမြန်မြန်ကျက်တယ်ပြီးတော့ရိုင်းရနာကိုလည်းတက်တာစီရဲ့ပိုးလည်းတည်တယ်ပေါ့နော်ပြီးတော့ဒါနတ်တာစီကိုလည်းတုံးလို့ရသေးတယ်နတ်တာအစီအစစ်ဖြစ်ဖို့တော့လိုတာပေါ့နော်သူ့ကိုတဲ့အစီအစစ်ကိုမှပထမဦးဆုံးစပြီးတော့အဖူးပိန်ထွက်ချိန်ရနေပြီးတော့၆ပြီးတော့ကြွာကြတဲ့အချိန်ထိကိုတိုးပေးရမယ်တဲ့တကူတော့ရှိရေရေကြောက်ပေါက်ပြီဆိုတာအများကြီးပဲဆိုတော့လေတဖူးချင်းစီရောလိုက်တိုးရတာလက်တော့ဝင်တာပေါ့နော်အဲဒီလိုမျိုးလေးတိုးပေးလို့တော့ရတယ်ပြီးနောက်တစ်ခါကျတော့အမအယုတ်ချိန်ခဲ့တဲ့သူတွေဆိုလို့ရှိရင်တော့ပြားရည်လေးကိုမှန်မှန်လေးလိမ့်ပြီးအမအယုတ်ကတော့ဒါပျောက်သွားလိမ့်မယ်တဲ့ ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဆေးဖြစ်တောက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့မုံလာဥညီစွပြုတ်ကိုတဲ့နနန်စိတ်လေးထည့်ပြုတ်ပြီးတော့နေ့စဉ်နဲ့ဆေးဖြစ်နဲ့တောက်သုံးမိပါတဲ့အမာရွတ်တွေလည်းတတ်တာမယ်ဒါရင်းရှင်းကြီးပေါ့နော်ဟိုအချိန်ကြာကြာကြီးအမာရွတ်ကြံနေတာမျိုးတွေလည်းမရှိတော့ဘူးပေါ့ငញ្ញံလေးပြပြောက်သွားတာပေါ့ဟုတ်တယ်เนาะအဲ့ဒါတော်တော်လေးပြောမယ်ဆိုခလေးတွေလည်းနေရထိုင်ရအရန်ခတ်တာတောက်တော့တာလုံးဝမရှိဘူးပြီးတော့နောက်ပြီးရေချောက်ပေါက်ပြီးဆိုရင်ကူးတယ်လေတယောက်နဲ့တယောက်ကူးတာအဲ့ဒါဆိုတယ် တတိထားရမယ်နော်အဲ့ဒါလူကြီးပြောတယ်နွေရသည်မှာဆိုရင်ဒါရေခဲတွေရေခဲရေတို့တော့မတန့်တဲ့ရေခဲတွေမစားနဲ့ဆိုတာအထူးကံပြီးဖြစ်တယ်နော်တတိဟာစင်ပြောမယ့်အကြောင်းအရာကြတော့ဘာလဲဆိုတော့ဒီအိပ်စက်မှုနဲ့ပတ်သက်ပြောပြောအောင်မယ်တို့ရညာအိပ်တဲ့အခါမှာဆိုရင်အနေထားအိပ်စက်မှုအနေထားပေါ့နော်ဒါအိပ်စက်မှုအနေထားမှာမှဒီခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတို့အတ္တသာဆုံးပေါ့နော်ဒါတကယ်ကိုတသသသဖြစ်အောင်အိပ်စက်နေအဲ့တော့တခါလေးကြရင်တို့ရအိပ်စက်မှုမမှန်ကန်တဲ့အခါမှာအိပ်မပြောတာဖြစ်တယ်နောက်ပြီးအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ဒါမနဲ့နိုးလာတဲ့အခါမှာခါနာသလိုလို့ကြွ ောနာတယ်လို့ဒါမျိုးတွေဖြစ်တယ်အဲ့ဒါပါဆိုကိုအိပ်စက်မှုအနေအထားမမှန်တဲ့အတွက်ကြောင့်ပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဒါပေမဲ့တေချာတော့ဟို ်ပြောမှဆိုရင်ပေါ့နော်အိတ်လိုက်တဲ့အချိန်မှာမမှန်ကန်အိတ်လိုက်တဲ့ဆိုပေမဲ့လေပြီးရင်ကွာအိတ်ပြော်သွားပြီဆိုရင်အနေထားပြန်ပြောင်းသွားတာပဲပေါ့နော်ဒါမျိုးတော့ရှိတတ်တယ်ဒီတော့အဲ့မှာမှဟိုသူပြောတာဆိုရင်ဒီပက်လက်လှန်ပြီးတော့အိတ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆိုရင်ပက်လက်လှန်ပြီးအိတ်ဆက်တဲ့အခါမှာအနေထားမမှန်တယ်ဘယ်လိုအိတ်ဆက်မလဲပေါ့နော်ဒီတော့ဒီအိတ်ဆက်မှုပုံစံတွေရဲ့မှာဆိုရင်အဲ့လိုပက်လက်လှန်ပြီးအိတ်တာကတော့တကယ်အကောင်းဆုံးပါပဲတဲ့သူကဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုသူကဟန်ချက်ညီညီဖြစ်အောင်သူကအိတ် လက်လက်မီအိတ်ဒါသူအထောက်ကူပေးနိုင်နေပေါ့နော်နောက်ပြီးကိုရင်းအင်္ဂါတွေကိုလည်းသူကစနစ်တကျသူ့ဟိုနေရာတကျပေါ့နော်ဒီလိုရှိစီရဲတဲ့အဲနောက်ပြီးလေပင်းနာတာနဲ့ကြောကုန်းနာတာတွေကိုလည်းသူကတားဆီးပေးတယ်ပလက်လက်မီအိတ်ပေးခြင်းအဖြစ်အဲအရေးကြီးတာပလက်လက်အိတ်တဲ့အခါမှာဆိုရင်သူကဒူးကောင်းရဲ့အောက်မှာတဲ့စောင်းပေါ့နော်အခုခံလေးတော့ခံပြီးတော့အိတ်တင်တယ်လို့ပြောထားတယ်အဲ့လိုအိတ်ပေးမှသူကဘာလဲဆိုတော့ဒီကြောနာတာတွေဒါတွေဒါတွေပို့ပြီးတော့တတဆီအနေထားလဲပုံမှန်နေတဲ့ကြောခနာကိုဆိုတာကလေသူ့ရဲ့အကွေးနေရာရှိရဲ့အဖျောက်နေရာရှိရဲ့ပေါ့နော်ဒီတော့အဲ့ဒီ ဒီဒူကအောက်မှာဆိုရင်အကွေးနေရာအတိုင်းကိုသူကဆောင်းလေးခံပြီးတော့အိပ်ပေးတယ်ပလန်လန်အိပ်မယ်ဆိုရင်ပေါ့နော်အဲ့လိုလေးအိပ်ပေးပါဒါပေမဲ့သူကပြောတာဆိုရင်အဲတချို့ဟောက်တဲ့သူတွေပေါ့နော်အဟောက်ကျန်းတဲ့သူတွေအနေနဲ့ဆိုရင်ပလန်လန်ပြီးအိပ်မယ်ဆိုပိုဆိုးတယ်တဲ့ဟုတ်တယ်ဟောက်တဲ့သူတွေနော်အဲ့တော့ကြောင့်ဒါဘေးတစောင်းအိပ်တာတော့ဒါဟောက်တဲ့သူတွေအတွက်ပို့ပြီးတော့မှန်ကန်တဲ့အနေအထားဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်နောက်ပြီးတော့ဒီဘေးတစောင်းအိပ်တာနဲ့ပတ်သက်ပြီးတော့ခနာကိုဘေးတစောင်းအိပ်မယ်အဲ့လိုဘေးတစောင်းအိပ်တဲ့အခါမှာဆိုရင်လေတဲ့သူကခွာကားအောင်ခွာပြီးတော့ ိတ်တဲ့ပုံစံအကြတော့လေသူကကြောခုံးကဒီပေါ့နော်ဒီတင်းမာမှုတွေဒါရောကြစေတယ်ဒီတော့ခွာကောင်းကိုတစ်ဖက်မှာပေါ့နော်ခွာလာတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးအိတ်ဆက်ပေးပါဘေးစောင်းအိတ်မယ်ဆိုရင်အေးကြီးတာကဘာလဲဆိုတော့ကိုအိတ်တဲ့အခါမှာဆိုရင်ခေါင်းအုံးအဲ့ခေါင်းအုံးရဲ့အလယ်မှာကိုယ့်ရဲ့ ဒါခေါင်းအနေထားရှိနေဖို့ပဲတဲ့ခေါင်းရဲ့ဘေးကြနေရတော့ဒါမျိုးဝင်ရှိရအောင်ပေါ့နော်ခေါင်းရဲ့အလေတက်တက်မှာခေါင်းထားပြီးတော့အိပ်ပေးပါဆိုပြီးပြောထားတယ်ပေါ့နော်နောက်တစ်ခါကျတော့ဘာလဲဆိုတော့မှောက်အိတ်တာမှောက်အိတ်တာ ਨੇ ပတ်သက်ပြီးတော့တို့တွေအလှပရေးရမှာဖြစ်ဘာပဲဖြစ်မှောက်အိတ်တာကတော့ဒါလုံးဝကျမ်းမာရင်းရောအလှပအတွက်ကောလုံးဝမညစ်ညူဘူးလို့ပြောထားတယ်ပေါ့နော်အဲ့မင်းသူကကြောကုန်းလေးနည်းနည်းနာကျင်နေတဲ့အချိန်မျိုးမှာဆိုရင်တော့မှောက်အိတ်လို့ရတယ်တဲ့ဒါကြောကုန်းနာတာကသူကတတ်တာစီတယ်ဒါပေမဲ့အဲဒီလိုအိတ်တယ်ဆိုတာကဘာလဲဆိုတော့အိတ်ဆက်မှုဟိုမမှန်ကန်တဲ့အထက်မှာဆိုရင်သူက တော့အဆိုးဆုံးပဲမှောက်အိတ်တယ်ဆိုတာတဲ့ပြီးတော့သူကဘာဖြစ်လဲဆိုတော့ခေါင်းကတစ်ဖက်ကိုလဲပြီးတော့တဘာဝအရာကွေးနေတဲ့ကြောကုန်းယူကပြားသွားတယ်အဲ့ခါမှဆိုရင်ဒါကြောကုန်းနေနာလာတာမျိုးလဲပင်ရိုးနေနာတာမျိုးပဲပေါ့နော်ဒါမျိုးကြီးဖြစ်တတ်တယ်ပြီးတော့ခါနာတတ်တဲ့သူတွေဆိုရင်တော့လုံးဝမှောက်အိတ်တာမျိုးရှောင်ကျင်ပေးပါဆိုပြီးပြောထားတယ်ပေါ့နော်ပြီးတော့ကျမ်းမာရေးအတွက်ဆေးတစ်ခွက်ဆိုရက်ဒီပေါ့နော်ဆောင်းမကနေရေးထားတဲ့အကြောင်းအရာလေးပေါ့ဒီတော့ဒီအိတ်ဆက်မှုမှန်ကန်တာနဲ့ပတ်သက်ပြီးတော့ကိုကကြတော့တခါလေကြရင်လေဟိုဘာမှတော့ဟိုပေါ့နော်ပြောမယ်ဆိုရင်ဘာမှအလေးပင်နေလဲမအားမျိုးမဟုတ်ပဲ င်းနဲ့မနေ့ကျတော့အဲ့ရနူးလာကမှကိုလက်တွေလုံးကိုက်ခဲ့ဖြစ်လာပြီဆိုရင်တော့ကိုရဲ့အိပ်စက်မှုပုံစံလေးကိုပြန်ပြီးတော့ပြင်ဆင်တဲ့နယ်လို့ထင်တယ်နော်။อืมဟုတ်တယ်။အဲအဲ့ဆိုရင်ဒီနေ့အကြောင်းအရာလုံးစုံသွားပြီနော်။အင်ဂျင်ကြောင့်ပြောပြီးနှုတ်ဆက်လိုက်တော့မယ်။ဒီနေ့ခေတ္တပြုံမီအစီအစဉ်မှာဝတ်ဆင်တာအင်ဂျင်တွေကတော့ Junction Square Shopping Center ပထမတက်မှာရှိတဲ့ Crazy Color Fashion Line ဖြစ်ပါတယ်။ပရိသတ်တွေအားလုံးအတွက်ကိုခေတ္တပြုံမီအစီအစဉ်ကနေဘူးတုဒ္ဒရတွေအများကြီးဝင်များပြီးဖြစ်တဲ့အတွက်ဒီနေ့ခေတ္တပြုံမီအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါစေရှင်။ Bye bye.